လိုမင်းလားခင်ဗျကျွန်တော်ဒီနေ့ပြပတ်သားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေနဲ့ပြန်မှ subs attack page တကူဖြစ်ပါတယ်ဒီ page quality အနေနဲ့အစိမ်းရံဖြစ်အောင်ဘလို့ပြပြင်သွားရမလဲအခုမျိုး straight ထိတဲ့ဥစ္စာကိုဘလို့ remote လုပ်ပြီးသွားမလဲဆိုပြီးဒီ video မှာအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်ဒီ video ကျတော့ part 2 video ဖြစ်ပါတယ် part 1 video မှာဒီ page owner မသိနားမလဲပဲသူရဲ့ page မှာဘလို့ post ဘလို့ content တွေခဲ့ပြီးတော့ကျွန်တော် straight TV အနေနဲ့ဖြစ်သွားခဲ့ဆိုပြီးအားလုံးအသေးစိတ်ကျွန်တော်ပြပြရှင်းပြပေးထားတယ် ဒီပတ်တူပီဒီယမ်ကတော့အနီယာနဲ့အစင်းအောင်ဖြစ်အောင် Facebook team ကိုဘလို့ affiliate တင်ပြီးတွားရမလဲဆိုပြီးအသေးစိတ် step by step လို့ပြကျွန်တော်ပြပြရှင်းပြပေးမယ်။ဒီနေ့ကကျွန်တော်အနေချင်းနဲ့ကျွန်တော်ပြပြပေးမှာတော့ဒီ page online မသိနားမလဲပဲね KP second show we page second show ဘလို့ရှင်း pessimism စကားပြော second show တခါတည်း12ပြီးမှ page မှာတင်တဲ့အခါမှာ straight tv မှာအနီယာဖြစ်သွားခဲ့တဲ့သူရဲ့ admin account မှာ straight tv အနီယာဖြစ်သွားခဲ့တဲ့အတွက်ကြောင့်ဒီဥစ္စာကို affiliate တင်စရာလို့ပြပေးမှာဖြစ်ပါတယ်။အဲ့အတွက်ကျွန်တော်ဒီ page မှာတစ်ချက်ချင်းမယ်ဆိုရင် recommendation are suspended ဖြစ်နေတော့ကျွန်တော်ဒီကျွန်တော်ဒီဥစ္စာမှာဆိုရင်လည်း admin wait history violation common standard ပေါ့နော်ကျွန်တော်ပြောမစင်းဒီ page မှာရှိတဲ့ admin account တွေက anya ဖြစ်နေတဲ့ profile anya oyr ဖြစ်နေတဲ့ profile မှာတင်ထား content နဲ့ copy content violation ပါညာဖြစ်နေတဲ့ solution နဲ့ကျွန်တော် page က rush အပိုင်းလေးတွေပိတ်ပါတယ်ခင်ဗျာနောက်တစ်ခုကျတော့ဒီ fraud content sensitive content ဆိုတဲ့ဥစ္စာကျွန်တော် page မှာဖြစ်စေကျွန်တော် admin account မှာဖြစ်စေပေါ့နော် မဟုတ်မမှန်တဲ့တရင်နဲ့ပတ်သက်ပြီးတင်သွားခဲ့တယ်ပြီးလို့ရှိရင်အခုနောက်ကျွန်တော်ပြောတဲ့ second shot တွေတင်ပြီးသွားခဲ့တယ်ပြီးလို့ရှိရင်တူတယောက်ရဲ့ participate ဆိုင်နဲ့ပတ်သက်ပြီးထိခိုက်တဲ့စကားလုံးမျိုးတွေတုံးသွားခဲ့တဲ့ဆိုရင်လည်းကျွန်တော် pitch ကအခုလိုမျိုး non recommendation ဖြစ်သွားခဲ့ပါတယ်ဒီတစ်ခုကျတော့ pitch history biology common standard ပြောမှစရင်ဒီ pitch or admin account မှာအခုနောက်ကျွန်တော်ပြောတဲ့အတိုင်း copy content copy post ပါ냐တင်ပြီးသွားခဲ့မယ်ဒီ straight ထိသွားခဲ့မယ် admin account မှာ error တက်တယ် page quality မှာ error တက်တယ်ဆိုရင်လည်း page no recommendation ဖြစ်ပါတယ် နောက်တစ်ခုကျတော့ကျွန်တော်ဒီမှာဆိုရင် content clip is span ဘောနော်ဒီဥစ္စာကျတော့ကျွန်တော် page မှာမဟုတ်မမှန်တဲ့သတင်းတွေကိုပြအောင်လုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ video တင်တဲ့ဆံမှာ video အထက်မှာပါတဲ့တကူ video ရဲ့အပြင်မှာဒီ tamil ပုံမှာတကူဆိုလို့ရှိရင်အဲ့ဒါ clip it content ပြောတယ်နားလည်ရလွယ်အောင်ပြောမှဆိုရင်တော့ video အထက်မှာအကြောင်းအရာတကူဖြစ်တယ်ပြီးလို့ရှိရင် tamil ပုံမှာ comment ချောချောလေးပုံထည့်ပြီးသွားခဲ့တယ်ဆိုရင်လူတွေက comment ချောချောလေးပုံတော့ကြာလို့နှိပ်ပြီးသွားတဲ့ခါမှာအထက်ကဗီဒီယိုအခြားအကြောင်းအရာပါလို့ရှိရင်အခြားအကြောင်းအရာပါလို့ရှိရင်ဒီ ဗီဒီယိုမကြည့်ပဲပြန်ထပ်သွားခဲ့တယ်ဆိုရင်အဲ့ဒါ clip it content ဖြစ်တယ်နောက်ကိုကျတော့ sensitive content spend content ပါတယ်ဆိုတော့စာတီတူတက် present ပိုင်းဆိုင်နဲ့ပတ်သက်ပြီးတူထက်တဲ့ online ပတ်သက်ပြီးတူတက်ရောညင်းပန်းနေဆက်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်ပြီးသွားခဲ့တဲ့ဆိုရင်လည်းအခုလိုအတိုင်း not recommendation ဖြစ်မှာဒီ rush အပိုင်းနဲ့ပိတ်ပါတယ်နောက်တစ်ခုကျတော့ addresser policy violation ဆိုတော့စာ page မှာဖြစ်စေ admin account မှာဖြစ်စေ add အပိုင်းမှာ restricted ဖြစ်နေတဲ့ add အပိုင်း disable ပါ냐ဖြစ်နေတဲ့ solution နဲ့အခုလိုအတိုင်းဖြစ်ပါတယ် အဲ့ဒါလို admin account မှာ error တက်နေစရင်တော့ဒီ page မှာ admin update ခံပြီးမှအဲ့ဒီ error တက်တဲ့ admin account ကိုထုတ်ပြီးမှအလုပ်လုပ်တော့ပို့ပြီးကောင်းပါတယ်အဲ့ဒါလို့ဒီဥစ္စာ affiliate တင်တော့ဆက်လို့ဒီဥစ္စာပျောက်တော့ဆက်လို့ဒီဥစ္စာ on ဖြစ်တော့ဆက်လို့ page issue ရ commission on ဖြစ်တော့ဆက်လို့ suspended ပျောက်တော့ဆက်လို့ဆိုရင်တော့ကျွန်တော် page မှာတင်လိုက်တဲ့ post content က wish investment ကောင်းပြီးလာမယ်ကျွန်တော် page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်တယ်ပြီးလို့ရှိရင်ဒီ page နဲ့ follow မဖြစ်တဲ့အခြားလူတွေရှိလို့ Facebook က automatic တော့ suggest ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အသစ်တွေတိုးပြီးလာမယ် rich engagement အသစ်တွေတိုးပြီးလာမယ်လို့ကျွန်တော် page က performance တော်တော်လေးကောင်းလာပါမယ်အဲ့အတွက်ကျွန်တော်ဒီဖက်မှာတစ်ချက်သွားပြီးမှဒီ page မှာရှိနေတဲ့ error အနေချင်းလေးကျွန်တော်တစ်ချက်ပြပေးပါမယ်အဲ့အတွက်ကျွန်တော်ဒီ spot inbox တစ်ချက်ပေါ့မယ်ပြီး your alert တစ်ချက်ပေါ့မယ်ဒီမှာချင်းမစိ strike က၃ကျင်တော့ကျင်သေးရဒီဥစားကျွန်တော် set လက်ပြီး design ထားမယ်ဆိုရင်ကျွန်တော်ဒီ page quality မှာနောက်ထပ် designer strike ထည့်ပြီးသွားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော် page က the has been and papers has been suspended ဖြစ်သွားခဲ့မှာ post နဲ့အပိုင်းတွေပိတ်သွားခဲ့မှာ page manage လုပ်တဲ့အပိုင်းတွေပိတ်သွားခဲ့မှာအတွက်ကြောင့်ကျွန်တော်ဒီ user ဖြစ်ဖြစ်သွားရပါမယ်ဒီ entire thing facebook ear group facebook ear ဖက်ကလည်း now တစ်ချိန်ပြန် detect လုပ်လာခဲ့တဲ့ဆိုရင်ဒီ strain လေး strain လေးထိမိသွားမယ်အတွက်ကြောင့်ဒီ user တစ်ချက်ဖြတ်ဖို့ဆိုရင်တစ်ချက်ထောက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ output ဒီ continue ဆက်ပြန်သွားမယ်ဒီဥစားကြတော့ copy video ယူပြီးတင်တဲ့အတွက်ကြောင့်နောက်ခံ34စက္ကန့်မှာဒီ အတန်မှာ corporate ထိတော့ခဲ့တဲ့အတွက်ကြောင့် not change continue ပြန်နေပြီးသွားမယ် not change continue နေပြီးသွားမယ် not change continue နေပြီးသွားမယ်ဒီမှာဆိုရင် three option ပြထားတယ်အကယ်လို့ကျွန်တော်တို့ကကိုပိုင်ဗီဒီယိုတင်ရတဲ့နဲ့အခက်မသိလို့ Facebook တင်ပေးကနေ straight ပညာပေးရစတဲ့ accept change submit submit ပညာလောက်ပြီးတော့လေ့ရတာပေါ့နော်အကယ်လို့ကျွန်တော် page မှာတင်ထားတဲ့ video ကလုံးဝ copy video ဖြစ်နေစေအောက်ကနေ remove လုပ်ပြီးတော့ပါမယ်အဲ့တော့ကျွန်တော် continue တစ်ချက်ပြန်နေပြီးတော့မယ် delete တစ်ချက်နေပြီးတော့လဲပါမယ် deposit အတိုင်းဖြစ်ပြီးတော့ရပါမယ် ၃ခုစလုံးဖြတ်သွားမယ်အတွက်ကျွန်တော်ကျွန်တော်၃ချင်းဖြတ်ပြပြီးမှဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီ user တစ်ချက်ထောင်းလိုက်ပါမယ်ပြီးတော့ကျွန်တော်ဒီနားလေးရဲ့ yes ဆွဲလေးကျွန်တော်တစ်ချက်ထောင်းလိုက်ပါမယ်ဒီပေါ်မှာပေါ်လာခဲ့ပြီဒီမှာ our app မှာ only you can see this so ဒီ page မှာရှိတဲ့ admin account မှာမြင်တွေ့ရတဲ့ select ပြီး time message straight ထည့်ရပါတော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်ဒီ TikTok ကဗီဒီယိုတွေ download ဆဲပြီးမှလုံးဝတင်လို့မရပါဘူးတချို့ကြတော့ original video လို့တဲ့အဲ့ဒီ original video TikTok မှာသွားတင်နေ TikTok တစ်ဆင့်ပြန် save လုပ်ပြီး download ဆိုပြီး page မှာလာတင်တဲ့ခါမှာ TikTok ရဲ့ logo ပါတယ် TikTok ရဲ့နောက်ခံသချင်းပါတယ် TikTok ရဲ့နောက်ခံ data တွေပါတယ်အဲ့ဒါကြောင့်ကို page က straight ထိမှ flat မှာညာဖြစ်သွားပုံနဲ့အဲ့ဒါကြောင့်မို့ဒီ user ID ကိုလုံးဝဖျက်ပြစ်သွားရပါမယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော် delete video တစ်ချက်နေမယ်နောက်တစ်ချက်ပြန်ဖျက်မယ်နောက်တစ်ခုလဲကျွန်တော်ဒီ post အတိုင်းကျွန်တော်တစ်ချက်ဖြတ်ပြပေးပါမယ်။အတွက်ပြန် default တစ်ချက်ပြန်သွားမယ် support inbox တစ်ချက်ပြန်သွားပြီးမှ support inbox ပြန်နေမယ်။ ပြီးရောအလတ်ရှင်းနေပြီဆိုဒီဥစ္စာတစ်ခုရှိရပါတော့တချို့ချို့ရှိရဒီကိုပန်ဗီဒီယိုလောက်ပြီးမှပစ်ရှိမှတင်တဲ့ခါမှာကိုပန်ဗီဒီယိုမှာနောက်ကန်တချင်းတွေထည့်ပြီးသွားတယ်ဆိုရင်နောက်ကန်တချင်းတစ်စင်းကိုပဲထည့်တဲ့အတွက်ကြောင့်နောက်ကန်တချင်းထည့်တော့လို့မြောက်ပါခင်ဗျာနော်အကယ်လို့ထည့်သွားချင်တဲ့ဆိုရင်တော့ business risk manager မှာ facebook team ကနေတရားဝင်ချပေးတဲ့တချင်းပဲရှိတယ်အဲ့တချင်းတွေပဲကျွန်တော် download ဆက်ပြီးထည့်တော့လို့ရပါမယ်နော်ဒီဥစ္စာလုံးဝ copy video ဖြစ်တဲ့အတွက်ကြောင့် CDD တစ်ချက်ပြန်နေမယ် နောက်တစ်ချိန်ကျွန်တော် ပြန်အောက်ကနေ continue ship ပြန်နေတော့မယ်နောက်တစ်ချိန် continue ပြန်နေမယ်နောက်နောက်တစ်ချိန်ပြန်နေမယ်ပြီးရေဒီယိုဆက်တစ်ချက်နေမယ်ကျွန်တော် delete လုပ်ပြီးတော့လဲပါမယ်ခင်ဗျာနော်ကျန်တဲ့အပိုင်းတော့ဒီ page ကိုကျွန်တော်ကိုယ်တိုင်တရားလေးစစ်ဆေးထားတဲ့အတွက်ကြောင့်မို့ကျန်ကျန်တဲ့အပိုင်းနဲ့ all right ဖြစ်တဲ့ကျွန်တော်ပြောတဲ့အတိုင်းဒီ page owner original video တွေ original content တွေပဲတင်တယ်သူကိုယ်တိုင် video live stream video youtube video တပ်ပုံ original တွေပဲတင်ပြီးတော့တဲ့အတွက်ကြောင့်မို့ဒီ page က request debut တင်ဖို့အဆင်သင့်ဖြစ်တဲ့ကျွန်တော် request debut တင်ဖို့ဒီနေ့ပတ်သက် step by step ကျွန်တော်လုပ်ပြီးကျွန်တော်ပြောပြပေးမယ်အဲ့တော့ကျွန်တော်ဒီမှာ affiliate တဲ့မှာ link လေးတွေအဲ့တော့ကျွန်တော်ဒီမှာ affiliate တဲ့မှာစာသားလေးရေးပြီးထားတာအဲ့တော့ကျွန်တော်ဒီနေ့မှာဒီ page link လေးတစ်ချက် copy ကူးပြီးမှ page လုပ်ပြီးမှထည့်လိုက်ပါမယ်ပြီးရင်ဒီဥစားတစ်ချက်ပြန်ထည့်မယ်ထည့်လို့ပြီးတော့ခက်ပြီးဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးစာလေးကျွန်တော်တစ်ချက် copy ကူးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ file မှာတစ်ချက်နှိပ်ပြီးမှကျွန်တော်ဒီအောက်ဆုံးက ဒီ give fifth best ဆိုဥစ္စာရှိရပါနော်ပထမဥစ္စာကျွန်တော်ဒီနေ့တစ်ဆင့်ပြန်သွားရပါမယ်ဒီ border ဖြစ်လာခဲ့ဆိုအလောက်တစ်ချက်ပြန်နေပြီးမှာကျွန်တော်ဒီ profile ဆိုတဲ့နေရာမှာ page ကိုယူပြီးသွားလိုက်ပါမယ်အကယ်လို့ profile ဖြစ်တဲ့ဆိုရင် profile တစ်ချက်သွားမယ်ဒီအပေါ်မှာကျွန်တော်တို့အခုနောက် copy ကုလစာသား page လို့ထည့်မယ်နောက်တစ်ခုကျတော့ page ကိုလည်းဒီအနေအထားဖြစ်တဲ့ screenshot ထည့်မယ်တို့ကြောင့်မို့ကျွန်တော်တစ်ချက် screenshot ဆွဲလိုက်ပါမယ် snap 2တို့ခုနဲ့ second shot ဆွဲပြီးတော့ခက်ပြီဆိုရင်အခုနေ့ကတစ်ချက်ပြန်လာပြီးမှကျွန်တော်ဒီလိုစတစ်ချက်ဖြတ်ပြီးမှကျွန်တော်ဒီနေရာမှာ page quality အနေနဲ့ဖြစ်တဲ့ second shot တစ်ချက်ပြန်ထည့်မယ်အားလုံးထည့်ပြီးတော့ခရင်တော့အောက်ကနေကျွန်တော် submit နေပြီးမှပေါ်လိုက်ပါမယ်ဒါကြတော့ပထမ step ဖြစ်ပါတယ်ဒုတိယ step အနေနဲ့ကျွန်တော် page ကဒီ strength တစ်ချိန်ထိတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေရာနဲ့အဲ့ဒီ strength ကို remove လုပ်ပြီးတော့မှာပေါ့နော်ပြောမယ့်စရင်ကျွန်တော်ဒီ strength လေးကိုကျွန်တော်ဖြတ်ပြီးတော့မယ်အတွက်ကြောင့်မို့ဒီနေရာတစ်ချက်ပြန်တော့မယ်ဒီလိုစတစ်ချက်ပြန်နေမယ် ကျွန်တော်ဒီအပေါ်ဆုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ page name တစ်ချက်ထည့်သွားမယ်။ဒီနေရာမှာကျွန်တော်တို့ page ရဲ့ user name ထည့်လို့ရပါတယ်ခင်ဗျာနော်။ကျွန်တော် page name အလိုတခုထည့်လိုက်မယ်။ပြီးလို့ရှိရင်ကျွန်တော်လက်ရှိသုံးနေတဲ့ email တခုထည့်သွားမယ်အတွက်ကြောင့်ကျွန်တော်လက်ရှိသုံးနေတဲ့ email တခုဖွင့်လိုက်ပါမယ်။အောက်မှာကျွန်တော် page လုပ်မယ်။နောက်တစ်ခုကျတော့ကျွန်တော်ဒီ user တစ်ချက်ထောက်ပြီးမှကျွန်တော်ဒီမှာဆိုရင်တော့ကျွန်တော်ရဲ့ facebook page link တစ်ချက် copy ကိုရပါမယ်။ပြီးရင် page လုပ်မယ်။နောက်တစ်ခုကြတော့ကျွန်တော် affiliate မှာစာသားပေါ့နော်ပထမတင်တဲ့ဒီစာသားဖြစ်တဲ့ဒုတိယတစ်ခါမှတော့ဒီစာသားလေးပေါ့နော် ီစာသားမှာကျွန်တော်ပါရေးပြီးထားလဲဆိုရင်တော့ပထမတော့မသိနားမလဲပဲကျွန်တော်တို့ copy post copy content တင်ခင်းပြီးတဲ့အခုချိန်မှာနားလဲသဘောပေါက်မယ်အဲ့ဒီ content အားလုံးဖြတ်ပြီးမှ own video own english လောက်ပဲတင်ထားဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတောင်းမဲ့စာလေးပေါ့နော်ပြောမယ်ဆိုရင် page လုံးမယ်နောက်တစ်ခုကျတော့ page quality အနေနဲ့ဖြစ်တဲ့ second shot တစ်ချက်ပြန်ထည့်သွားရပါမယ်အလုံးထည့်လို့ပြီးတော့ချက်ပြီးဆိုရင်တော့အောက်ကနေကျွန်တော်တစ်ချက် submit နေပြီးမှသွားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီ gmail မှာ code ရှင်းလို့ကြမယ်အတွက်ကြောင့်မို့ edit code ရှင်းလို့ကျွန်တော်တစ်ချက် copy ပြီးသွားရပါမယ်အဲ့အတွက် ရီဖက်စတချန်လုပ်လိုက်မယ်ဒီအပေါ်ဆုံးမကြတဲ့အတွက်ကြောင့်တစ်ချက်နေမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ code လေးတစ်ချက် copy ပြုမယ်ပြီးရင်တော့အခုနဲ့တစ်ချက်ပြန်သွားပြီးမှ page load ထည့်ပြီးမှ continue ဆက်ပြန်နေပြီးသွားမယ်ဒီပေါ်နဲ့ပေါ်လာခဲ့ပြီဆိုရင် I'm not report တို့လည်း verify လုပ်ပြီးမှသွားရပါမယ်။အဲ့တော့ကျွန်တော်ဒီမှာ basically ကျွန်တော်တစ်ချက်ယူပြီးသွားမယ်။ patient user တစ်ချက်ယူမယ်။ verify လုပ်ပြီးသွားမယ်။နောက်တစ်ချက်ပြန် submit နေပြီးသွားလိုက်ပါမယ်။ ဒီပိုဇာအတိုင်း step by step လုပ်ပြီးတော့ပါနော်ဒီပိုဇာအတိုင်း phone နဲ့လုပ်တော့လို့ရတယ် phone မှာစင် chrome browser တစ်ချက်တော့မှာ desktop site ပြောင်းမှာဒီပိုဇာအတိုင်း step by step လုပ်ဆောင်တော့လို့ရပါတယ်ကျွန်တော်ဆက်မှာစင် from semester successful ဆိုကျွန်တော်စာ request ပြုတင်တဲ့လုံအောင်အမြင်တော့ခဲ့တဲ့အတွက်ကြောင့် facebook team နဲ့ ccb မှာကျွန်တော်တို့ရဲ့ email မှာ respond လုပ်ပြီးလာပါမယ်အဲ့အတွက် okay တစ်ချက်ပြန်နေမယ် ီလို့ရှိရင်တော့နောက်ထပ်တင်လိုက်ကျွန်တော်တို့ဒီ course တပြီးတင်ပြီးသားမယ်ဒါကြတော့ကျွန်တော်တို့ page quality အကြောင်းကြီးအမီမျိုးကြောင့်အနေအထားဖြစ်သွားခဲ့တဲ့ဆိုရင်ဒီနေရာနဲ့မဖြစ်မနေ request တပြီးတင်ပြီးသွားရပါတယ်အဲ့တည်းကျွန်တော်ဒီအပေါ်ဆုံးမှာဆိုလို့ရှိရင်တော့ဒီ page name တစ်ချက်ပြန် copy ဦးလိုက်ပါမယ်ကျွန်တော်ဒီအပေါ်ဆုံးမှာဆိုရင်တော့ကျွန်တော် email တစ်ခုထည့်သွားမယ်အဲ့တည်းကျွန်တော် email တစ်ချက် copy ဦးလိုက်ပါမယ် ပြီးရင်တော့ကျွန်တော်ဒီမှာဆိုရင်တော့ page ကဖြစ်တဲ့အတွက်ကြောင့် page ကိုပဲတစ်ချက်ပြန်ရွေးပြီးမှသွားလိုက်ပါမယ်။ပြီးရင်တော့ affiliate မှာစာသားလေးဖြစ်တာပါနော်။ဒီဒုတိယတစ်ခေါက်တင်တဲ့စာသားကိုပဲပြန် copy ကူးပြီးမှဒီမှာ page လို့ထည့်ပြီးမှအောက်ကနေ send ဆိုတာနှိပ်ပြီးမှပို့လိုက်ပါမယ်။ဒီဥစ္စာမနဲ့လုံးဝအမီတော့ချက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော် page မှာ sys set ပြီးမှ post content တင်တဲ့အခါမှာအခုနကျွန်တော်ပြောတဲ့အတိုင်း original content original post လေးတင်ပြီးသွားမယ်။ last one နဲ့ပြီးသွားမယ်ဆိုရင်ဒီ page ကတိတ်မကြိုက်ခင်မှာဒီ straight ပြောက်သွားခဲ့ပါမယ်။ အခုစရင်ကျွန်တော်ဒီ page ကို request attribute တင်လိုက်တဲ့အတွက်ကြောင့်ဒီကိုစာတပတ်အတွင်းမှာဒီကိုစာပြတော့ခင်မယ်ပြီးရှင် page rush investment account နဲ့ခင်မယ် page quality ရတော့အခြေအနေငယ်ဆောင်ပလန်မျိုးဆိုရင်တော့100%ပြန်စင်းတော့ခင်မယ်ပြန်စင်းတော့ခဲ့တဲ့အချိန်မှာကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော် second show ရဲ့ဒီမှာကျွန်တော်တင်ပေးတော့ပါပဲအခုစရင်ဒီမှာ page to page to base စင်းတော့ခဲ့တဲ့အစနံပတ်သက်ပြီးကျွန်တော်တစ်ချက်ပြပေးပါမယ် ဒါဆိုလို့ရှိရင်တော့ဒီနေ့ pitch to pitch စင်တော့ခရီးအတွက်ကျွန်တော်ကျွန်တော်တို့က support လာတဲ့အတွက်ကျွန်တော်ကျွန်တော်ဖက်ကနေ screenshot ရိုက်မှ live တွင်နေ pitch မှာတင်ပြီးမှတွားပြပါမယ်ခင်ဗျာနော်ဒီနေ့ဒီမြန်ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်